Here is the news. So far we know there are 23 survivors after Manchester United's air crash at Munich this afternoon. Of the crew of 6 and 38 passengers on board including a baby, these are the people so far known to have survived. Of the Manchester United party, Matt Busby, manager, and the following players: Greg Wood, Folks, J. Blancheflower, Morgans, Berry, Charlton, Violet, and Scandal. တချင်က Munich ပြားတွေကနေ Wembley ကအောင်မြင်မှုတွေ Bobby Charlton made it 4-1 Manchester United had well and truly done it. They were supreme soccer champions of Europe. At last, Matt Busby, the maestro of Manchester United, had groomed a team great enough to beat Europe's best. တချင်က 80s မှာပြည်သက်တွေရဲ့ယုံကြည်မှုမဲ့နေတာကနေ trouble winner. of a million people line the streets of Manchester. There's just no place like home. The fans have come to marvel and wonder to say thank you for an unbelievable season. တချင်က Sabers ပြီးနောက်ပိုင်း Captain Shin Sha ခဲ့ရတယ်လို့အခု ဆယ်စုနှစ်အကြာစာအလက်စ်နောက်ပိုင်းကြာရှုံးမှုတွေနဲ့နောက်တစ်ကြိမ်ကေတင်ရှင်နောက်တစ်ယောက်ကိုကျွန်တော်တို့မျှော်နေနေကြရပြန်ပြီအဲ့တော့အနာဂတ်ကန်ဂျမာတွေကဘယ်လိုပြင်ဆင်ပေးထားလဲဆိုတာကိုသိနိုင်ဖို့ကျွန်တော်တို့အနောက်ကိုတစ်ချက်တော့ပြန်လဲကြည့်ရလိမ့်မယ်ဘာဖြစ်လဲဆိုတော့ Manchester United ရဲ့ပုံမြင်တွေကဘယ်တော့မှရိုးရှင်းစွာနဲ့မြင်းဖြောင်းတကြောင်ပေါ်မှာမရှိခဲ့ဘူးအောင်မြင်မှုတွေကြာရှုံးမှုတွေပြန်လည်မွေးဖွားမှုတွေနဲ့တန်တရာက လေပတ်နေလို့ပဲအဲ့ဒီကြာရှုံးမှုတိုင်းရဲ့နောက်တွင်မှာတမိုင်းကတင်ပြီးတင်ငန်းစာလား ပြန်လည်ရှင်သန်ထမြောက်ခြင်းရဲ့မျိုးစေ့တွေကိုသိဆောင်လာတယ်ဆိုတာပဲဒီဗီဒီယိုမှာကျွန်တော်တို့အတူတူလန်နလန်ကိုတပြိုင်တည်းဘေကျင်းရှင်ပြီးရှောက်ကြည့်အောင်ဘာစဗီဘေးဆန်နှစ်တွေနဲ့ဖာဂူဆန်နှစ်တွေသူတို့ရဲ့အောင်မွေးတွေနဲ့သူတို့ရဲ့ကြာရှုံးမှုတွေသူတို့ရဲ့ပဲ့တင်တမ်းတွေ Supreme Soccer Champions of Europe. At last, Matt Busby, the maestro of Manchester United, had groomed a team great enough to beat Europe's best. He was king of soccer. came off Worthington. Bruce, yes, yes, for Manchester United. And Alex Ferguson can't contain himself. ပြီးတော့သူ့ရဲ့ခြေရာကိုနင်းနိုင်မယ်စက္ကန့်တို့နောက်တရား1968မေလ29ဝင်းဘလီကွင်းကြီးမှာ United launched directly into attack. Bobby Charlton took the ball into Benfica territory. Dangerous moments as the Portuguese defense tried to clear. mighty danger man Eusebio sent in a scorcher. It ricocheted off the crossbar. What an escape! George Best fell foul to the first of a series of savage tackles which marred the first half. Stop them at any cost, Benfica defence, but Italian referee Lobello let that one go. Benfica had the advantage, but met a stonewall United rearguard. Charlton was very unhappy with the ref's decision, and the visitors too had plenty to say for themselves. Charlton headed it home. Bobby Charlton had been worried. Best again with the ball. Just as in January. စကောနေတာဘရိုင်ခီရဲ့ဂိုးတွေနဲ့မန်ချက်စတာယူနိုက်တက်ကဥရောပရဲ့ပရင်ဖြစ်ခဲ့တဲ့ညဆာမတ်ဘတ်စဘီရဲ့ဆယ်စုနှစ်မတိုင်ခင်ကမြူးနစ်ပြရီကြားကနေရခဲ့တဲ့အမာရွတ်တွေနဲ့ပြိုလဲခဲ့တဲ့အိမ်မက်တွေကိုပြန်လည်အကောင့်ထဲပေါ်နိုင်ခဲ့တဲ့ညဆ ဘတ်စပီဘေ့စ်တွေကတော့မရှိတော့ဘူးဒါမဲ့သူတို့ရဲ့ဝိညာဉ်တွေကချယ်တန်တို့ဘက်စတိုနဲ့ယူနိုက်တက်ဘေးကနေအတူတူဘန်ဖီကာကို၄ဂိုးတကူနဲ့အနိုင်ရခဲ့တဲ့ညဘတ်စပီတွေအတွက်ကတော့နှစ်20တိတိရှောင်းလန်းခဲ့ရတဲ့ခီးအရှိကြီးကိုဆုံးသက်ခဲ့တဲ့ညလို့တော့ပြောရမယ်1948ခုနှစ် FA Cup ဖလောက်ဂိုင်မြောက်ပြီးတဲ့အချိန်ကစပြီး 50s မှာပရိသတ်တွေရဲ့အချစ်တော်ဘတ်စပီဘေးစ်အသင်းကိုတီဆောက်နေတာလေမြူနစ်နှင်းတွေရဲ့ကြားကဖြစ်ခဲ့ရတဲ့ပြားတွေ ြန်လည်ရှင်သန်မှုတွေနဲ့နောက်ဆုံးအဲ့ဒီအချိန်ကနှိုင်းရှင်လို့မရတဲ့ဖလားကိုတော့ကန်မြောက်ခဲ့တဲ့အထိအဲ့ဒီဖလားက United ရဲ့ပထမဦးဆုံးသောဥရောပဖလားအင်္ဂလန်အသင်းတွေရဲ့ပထမဦးဆုံးသောဖလားဆိုလည်းအတူတူပဲဆာဘက်စဘီအတွက်ကတော့သူ့ရဲ့လူငယ်တွေအပေါ်ယုံကြည်မှုတတိရှိမှုတွေပြီးတော့တိုက်စစ်အသားပေးတဲ့ဘောလုံးကစားမှုတွေကအောင်မြင်မှုတွေကိုရရှိနိုင်တယ်ဆိုတာကိုတည်တည်ပြခဲ့တယ်။နောက်ပိုင်း30နှစ်အရှိကိုတိုးပြီးအမြန်ရည်ကြည့်အောင် 1999မေလ26ရက်နေ့ကန်နူးကွင်းကြီးမှာ a, a treble chance support from michael tana good attack this effenberger has got beyond the far post the ball did go out of play before he reached it youngster's got some catching up to do bumps carson yanker on the edge of the box and can see some free kick on the edge of the box အချိန်ဝင်ခဏတာရက်ခဲ့ရတယ်ည it's, it's Basler deflected it in Manchester United က Bayern Munich ကိုရှုံးနေတယ်မိနစ်60ကလည်းပြည့်နေပြီအဲ့ဒီအချိန်ပုံမှာ Teddy Sheringham ပြီးတော့ Oligana Social Teddy Sheringham and Solskjaer has won it နောက်ကော9မိနစ်အတွင်းယုတ်တည်းရဲ့ United ကဥရောပရဲ့ချန်ပီယံလိမဟုတ်ဘူး Triple Winner လေ ဆာအလက်စ်ဖာဂူဆန်ကတော့သူ့ရဲ့ကိုယ်ပိုင် Busby Babes အသင်းကိုတီထောင်နိုင်ခဲ့ပြီ The Class of 92 60နှစ်ကျောင်းထွက်တွေဖြစ်တဲ့ Beckham, Scholes, Giggs, Butt, Nabiro နဲ့ Warrior တွေဖြစ်တဲ့ Kane တို့ York တို့ပြီးတော့ Cole, Stan, Shamaiko တို့ဝင်းရံပြီးတော့အတူတူသူတို့ဘယ်အင်္ဂလိပ်အသင်းမှမရဘူးတဲ့ Lee Phla, ပြည်တွင်းဖလာပြီးတော့ Euro ဖလာတွေအားအားလေးအားလုံးကိုတရာတီးရဲနဲ့ကင်ပြောင်းနိုင်ခဲ့တယ်။ ဖာကူဆန်အတွက်ကတော့ဘတ်စပီလိုပဲကြီးလင်းပြတ်သားတဲ့အမြင်အပေါ်ဒီဇိုင်းမမတ်ရှောက်တီမှုဟာရခဲ့တဲ့နောက်ဆုံးအောင်မြင်မှုတွေ This morning I think everyone started feel emotional It's been a marvelous occasion You can never forget these nights ever ကောင်းဝဲစစ်စစ်ချောင်းမှာ United ဆိုတဲ့ပင်လယ်ကိုရောက်လာတယ်။အသင်းကထွက်ဖို့ကတိလေးလွဲခဲ့တာ။သူတည်င်းလုံးကိုလူငယ်တွေ၊ဒလိတွေပြီးတော့စီကန်းတွေအားလုံးကိုပြန်လည်တိဆောက်ပေးခဲ့တယ်။ အခုလက်တော်ခဏခဏကြားနေရတဲ့စကလုံးတွေ1996မှာတော့သူတမိုင်းကိုရေးနိုင်ရတယ်။ဘတ်စပီမှာ1968ဖာဂူဆန်မှာ1996ရာစုံနဲ့မတူခစ်လည်းမတူရိုးဆက်လည်းမတူဒါပေမဲ့ဇလန်းနဲ့ပုံမြင်ကတော့အတူတူပဲအမြော်မြင်ရှိတဲ့နီးပြလူငယ်ရိစိတ်ဓာတ်တွေနဲ့ဖွဲ့ထားတဲ့တဲ့ဥရောပရဲ့အခမ်းအနားဆုံးစင်မြင့်ပေါ်မှာကန်ဂျမာတွေဖန်တီးခဲ့တဲ့ညသူတို့နှစ်ယောက်လုံးကနိုင်ငံ့ယုံနေနေမှာမဟုတ်ဘူး Manchester United ဆိုတဲ့အသင်းရဲ့အဓိပ္ပာယ်ကိုပါသတ်မှတ်ခဲ့တယ်။စိတ်ဝင်စားဖို့ကောင်းတဲ့တိုက်စစ်ကစားပုံမတုံမနှုတ်ယုံကြည်မှုနဲ့ဥညွန့်ဖို့မြင့်ဆန်မှုတွေ။သူတို့နေရာလုံးရဲ့အောင်မြင်မှုတရက်ဖူရင်းနဲ့ကပအစင်မြင့်ပေါ်မှာရက်တည်နေခြင်းတွေကသာဝရလို့ထင်ခဲ့ရပေမဲ့တကယ်တမ်းမှာတော့တမိုင်းရဲ့သင်ကန်းစာတွေကအထုအထိပ်ရှေ့ဆက်ကြီးကကြာဆင်းမှုဆိုတာပဲ။ 1969ခုနှစ်ဆာမတ်ဘတ်စပီဘေးကိုထွက်တဲ့အချိန်မှာ United ကဥရောပထိပ်သီးအသင်းဖြစ်ခဲ့ပြီး1945ခုနှစ်ကသူစားခဲ့တဲ့ခီးအရှိကြီးကတော့ပြီးဆုံးခဲ့ပြီ။ဒါပေမဲ့ United ရဲ့နောက်ဆက်တွဲခီးစဉ်တွေကအောင်မြင်မှုတွေတော့မဟုတ်ကြာရှုံးခဲ့ရတဲ့ဇာတ်လမ်းတွေ။ Will McGuinness ဆာဘတ်စပီကိုတိုင် ရေးထားတဲ့ခြေရာစက္ကန့်လို့၁၈လပဲကြာတယ်။ငယ်ရွယ်လွန်းနဲ့ဝါနူလွန်အားကြီးတဲ့ပရိသတ်တန်းကနေကြည်နေတယ်။မကြသေးခင်အရင်ကမှအောင်မြင်ခဲ့တဲ့သူရဲ့အရေးကနေယုံမထွက်နိုင်ဘူး။ အရင်ကပုံတွေကိုလည်းမတွေ့ရတော့ဘူးရှုံးပွဲတွေလည်းဆက်လာတယ် United ကထုံးစံတိုင်းလမ်းပြောင်းနေပြန်ပြီ2013ခုနှစ်အချိန်ကိုကြော်ကြည့်ရအောင် San Alex United ကိုအင်္ဂလိပ်အသင်းတွေမှာကဘာကအတိအမှတ်ပြုတဲ့အသင်းတင်းဖြစ်အောင်တိဆောက်ပေးတဲ့နောက်ပိုင်းမှာအသင်းကနေထွက်ခဲ့တယ်သူရွေးတဲ့အခြေအားဆက်ခံသူက David Moyes McGinnis နဲ့အတူတူပဲ McGinnis လိုပဲ legend တယောက်ရဲ့ခြေအားနောက်ပိုင်းမှာမတော်တဲ့ဖက်နယ်ကိုဝေ့ခဲ့ရတယ် McGinnis လိုပဲအသင်းမှာဆယ်လပဲခံတယ် ပုံစံကအထင်သာကြီးကွက်မရှိတဲ့တောင်ဗယံပဒါဆိုလို့ပဲဖားခင်ပုံမရှိတော့တဲ့အတင်းကဗယံပဒါနဲ့ဖြစ်ခဲ့ရတယ်ဆာဘတ်စပီနောက်ပိုင်းအတင်းကြာရှုံးမှုတွေပိုဆိုးလာတဲ့ချိန်မှာဖရန့်အိုဖရယ်ဝင်လာခဲ့တယ်စီကန်းတွေတည်ငြိမ်မှုတွေပေးနိုင်မဲ့ပုံစံတွေနဲ့နှစ်မိနစ်ပဲခံတယ်အတင်းမှာရှိတဲ့ကစားသမားတွေကိုလည်းမထိန်းနိုင်ခဲ့ဘူးနာမည်ကြီးတွေဖြစ်တဲ့ဂျော့ချ်ဘက်ဆို၊ဘော်ဘီချာတန်တို့၊ဒန်နစ်လော်တို့ရဲ့အသက်ကိုလည်းအံမတုနိုင်ခဲ့ဘူးအတင်းကလည်းပုံပြောက်ခဲ့ပြီး 1994ခုနှစ်မှာတချင်းကဥရောပရဲ့ချန်ပီယံအသင်းကတန်းဆင်းခဲ့ရတယ်။ဖာဂီရဲ့နောက်ပိုင်းမှာလည်းအသင်းမတည်ငြိမ်မှုတွေကြားတဲ့လူးဝစ်ဗန်ဟာဖလားနေနဲ့တည်ငြိမ်မှုတွေဂရီးပြုတ်ပြီးဝင်လာတယ်။ FA ကပ်ကင်မြောက်ပြီးနှစ်ရက်အကြာမှာပဲထုတ်ခံရတယ်။ဂျိုဇင်မိုရီညိုကတော့ပြတ်သားမှုနဲ့ရလဒ်တွေဂရီးပြုတ်ပြီးရောက်လာခဲ့တယ်။ယူရိုပါလိဖလားကိုတော့ရခဲ့တယ်။ဒါပေမဲ့လိဖလားကိုတော့မပေးနိုင်ခဲ့ဘူး။တချင်ကအိုဖရဲလ်တို့တော်မီဒိုဟတီတို့လိုမျိုးမျောလင်းချက်တွေရောင်ကြီးတန်းလာအောင်လုပ်နိုင်ခဲ့တယ် ဒါပေမဲ့ Empire တော့ပြန်မတည်ဆောက်နိုင်ရဲ့ဘူး1980မှာ Best တို့ Law တို့ Charlton တို့ ਨੇ ရွှေနှစ်တွေကုံဆုံးသွားခဲ့သလိုပဲ Ferguson နောက်ပိုင်းအရေးချင်းတွေရှိတဲ့ Rooney တို့ Van Persie, Di Maria, Pogba တို့ပြီးတော့မရေမတွက်နိုင်တဲ့ကစားသမားတွေပုံစံမရှိရေရှည်အမြင်မရှိဗယံပဒါနဲ့ခစ်တွေကုံဆုံးခဲ့ရတယ်။တန်တရာတပတ်လည်ပတ်မှုကတော့မယုံနိုင်စရာပဲ။ Vesbibi Mechanics နဲ့ Ferguson အပြီး Moyes, Doherty ရဲ့ကက်လွဲလေးနဲ့ Ole ရဲ့ခဏတာအောင်မြင်မှု, Sexton နဲ့ Mourinho တွေကြည့်လိုက်ရင်ခစ်ကတော့နှစ်ခက်ကြာရှုံးဘူးကလည်းနှစ်ခါဒါပေမဲ့မုံတိုင်းကတော့အတူတူပဲ1984 United ကတန်းဆင်းပြီးနောက်ပိုင်းရုံးကန်ပြီးပြန်တက်လာတယ်။နီးပြတော်မီဒေါ်ရတီကတင်းကိုလူငယ်တွေနဲ့ရှေ့တန်းကောင်တာတိုက်စစ်တွေနဲ့ပရိသတ်ကိုမျောလင်းချက်တစ်ချက်တော့ပြန်လဲရောင်းချီတန်းအောင်ပြုလုပ်ပေးနိုင်ခဲ့တယ်။သူ့ရဲ့အတင်းက FA Cup Final ကိုနှစ်ခါတော့တက်နိုင်ခဲ့တယ်။ပထမတစ်ခါတော့ရှုံးခဲ့ဒုတိယတစ်ခါမှာတော့1989မှာလီဗာပူးကိုနိုင်ခဲ့တယ်။ ုံစံကအရင်ကအောင်မြင်ခဲ့တဲ့အချိန်လိုပြန်ရောက်လာမလို့လို့နဲ့ကွင်းအပြင်အိမ်တော်ရေးဖောက်ပြန်မှုတွေကြောင့်အသင်းကနေထုတ်ခံလိုက်ရတယ်။ရှေ့မကြခင်နှစ်တွေမှာဖာဂီရဲ့နောက်ပိုင်းအိုလီဂန်နာဆိုရှားကလည်းအသင်းကိုတပုံစံနဲ့ပဲမျောလင့်ချက်တွေပေးခဲ့တယ်။တံပြန်တိုက်စစ်တွေနဲ့ City Spa Chelsea တို့ကိုနိုင်ပွဲတွေနဲ့မမေ့နိုင်တဲ့ Paris ကညရတယ်။ပြီးတော့ Semi Final တွေ Europa League Final တွေ Ultra Four ကိုရောင်ကြီးပြန်တန်းအောင်လုပ်ပေးခဲ့တယ်။ဒါမဲ့ဒေါ်အသီလိုပဲအိုလီလည်းကတ်လွဲလေးလွဲခဲ့ရတယ်။ လီဖလာဥယောဝဖလာအရာတွေကဘာမှပြစရာမရှိဘူးအမတ်တရတွေနဲ့နောက်အတူအပအာယုံဥဒတာတစ်ခုသာဖြစ်ခဲ့တယ်ဒေါ်ဟက်တီပြီးတော့ဆက်စတန်ရောက်လာတယ်နီးစနစ်သမားရီဝေါကင်ကိုခေါ်ခဲ့နိုင်တယ်အတင်းကိုမော်ဒန်အတင်းတင်းဖြစ်အောင်လုပ်တယ်ဒါပေမဲ့ဘောလုံးကအရန်နှေးတယ်ခန်းစစ်အသားပေးတယ်လင်းနေဖလာလက်မဲ့ ိဇလန်ကတော့ Louis van Gaal လိုပဲနီးစနစ်ပိုင်းမှာ Moyes နောက်ပိုင်းရောက်လာခဲ့တယ်။နာမည်ကြီးတွေခေါ်တယ်။ဒါပေမဲ့ Sutton လိုပဲပြင်းဖို့ကောင်းတဲ့ဘောလုံးကစားပုံနဲ့ကစားတယ်။အသင်းကခံစစ်အသားပေးတယ်။သူလည်းအထုတ်ခံရတာပဲ။ပြီးတော့ Ron Atkinson တတိရှိရှိပျော်ရဲဆိုရဲ့ပုံစံနဲ့အသင်းကိုရောက်လာတယ်။ပတ်စံတွေသုံးပြီးလူတွေခေါ်တယ်။ Brian Robson ကိုလည်းသူခေါ်ခဲ့တာ။ United တမားရဲ့အကောင်းဆုံးအသင်းကောင်းဆောင်တစ်ယောက်။ Africa နှလုံးရတယ်။ဒါပေမဲ့ Lee Phla တော့မရနိုင်ဘူး။နီးစက်တယ်။ဒါပေမဲ့အမြဲတမ်းကလွယ် နောက်ပိုင်းရှုံးပွဲတွေထွက်လာတော့အသင်းကထွက်ခဲ့ရတယ်။ဖာဂီရဲ့နောက်ပိုင်းသူနဲ့တူတာကတော့မွန်ရင်းညိုသူ့လိုပဲပြောရဲဆိုရဲပြက်ပြက်တတ်တာရာလတ်တွေကလည်းပုံမှန်ရတယ်သူ။သူအသင်းအတွက်ဥရောပဖလားပြည်ရင်းဖလားလီမာဒုတိယဖာဂီနောက်ပိုင်းအကောင်ဆုံးဒါပေမဲ့ရွန်လိုပဲလီဖလားကလည်းကတ်လွဲသူ့ရဲ့စနစ်တွေနဲ့အသင်းရဲ့ဒလိထုံးစံတွေနဲ့ဆန့်ကျင်ပဲဖြစ်နေ။သူလည်းနောက်ဆုံးတော့လည်းအတူပါအယုံဦးပဲ။ဒီပုံသဏ္ဍာန်တွေကဘလို့မှတော့လက်လူရှုထားလို့မရဘူး။ မက်ဂီနက်စ်မိုယက်စ်ဆက်စတန်ရဲ့ပြေမှုကောင်းတဲ့နီးစနစ်နဲ့ဖန်ကအက်ကင်ဆန်ရဲ့လီပလာလက်မဲ့နဲ့မိုရီညိုဒေါ်ရတီရဲ့ခနာတာနဲ့အိုလီဂနာဆိုရှာပိုဖရန်နဲ့တက်ဟာအဲ့တော့နီးပြားက၅ယောက်ခစ်က၂ခစ်ရလက်ကအတူတူစကား It's a whole new ball game 1980ခုနှစ်တွေအတွင်းမှာ Manchester United ကပင်လယ်ထဲမှာတဝဲလဲလဲပြည်တွင်းဖလားတွေနဲ့ပလတ်စတာကဲ့ရင်တကယ်အဓိကအရေးကြီးလီဖလားကိုတော့နှစ်20ကျော်လက်မဲ့1986ခုနှစ် November မှာ Scottish League ရဲ့ Aberdeen အသင်းငယ်လူငယ်အောင်မြင်နေတဲ့နီးပြ Alex Ferguson ရောက်လာခဲ့တယ်။သူကအောင်မြင်မှုတွေနဲ့အသင်းကိုတစ်ချိန်ကလမ်းကြောင်းတွေကိုပြန်တင်ပေးခြင်းတာ။ဒါပေမဲ့တညာတည်းတော့ချက်ချင်းမဟုတ်ခဲ့ဘူး။သူ့ရဲ့ပထမရာသီကရုန်းကန်ရတယ်။ရလက်တွေကတော်တော်ကိုဆိုးရွားခဲ့တယ်။ 1989မှာတော့ပြည်သက်တွေရဲ့ PR တွေနဲ့အတင်းကနေထုတ်ဖို့လုပ်နေပြီပြည်သက်တွေကလည်းတခဲနဲ့မီဒီယာတွေကလည်းဝိုင်းထုတ်အတင်းဘော့တွေကလည်းပါလုံးရမှန်းမသိဘူးအဲ့ဒီမှာ1990ခုနှစ် FA ဖလားပြိုင်ပွဲမှာကန်ဂျမားပြောင်းခဲ့တယ် Crystal Palace ကိုဝင်းဘလီမှာနိုင်ပြီး Ferguson ရဲ့ပထမဆုံးဖလားကိုရခဲ့တယ် အဲ့ဒီဖလားကဖာဂူဆန်အတွက်တော့အသင်းမှာဆက်ရှိနေဖို့ကယ်တင်ပေးခဲ့တဲ့အဓိကတော့ချက်တစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒီနောက်ပိုင်းအသင်းကအုံမြင့်ချနိုင်ခဲ့တယ်။စီကံပိုင်းလူငယ်တိုးတက်မှုတွေနဲ့ကွင်းထဲမှာကစားတဲ့ကစားပုံတွေအမ်ပါယာတည်ဆောက်မှုစတင်ခဲ့တယ်။အခုခေတ်နှစ်တွေကိုနောက်တစ်ခါတော့ထပ်ပြီးတော့ကြော်ကြည့်အောင်။ဖာဂီရဲ့နောက်ပိုင်းကန္နာရခီးစဉ်ကတစ်ချိန်ကဘတ်စပီနောက်ပိုင်းနာကျင်စရာအသေးစိတ်အတိုင်းကိုထင်ဟပ်နေတယ်။မျောလင်းချက်ပေးတဲ့နီးပြတွေအတူအပအာယုံဦးလင်းရောင်ကြီးတွေဖလားသေးတွေနဲ့နှစ်သိမ့်မှုတွေ အခု Robin Amorin ရဲ့ခေတ်ငယ်ရွယ်တဲ့ဤစနစ်ပိုင်းအတင်းပေါ်မှာတောင်းဆိုမှုတွေများတယ်ဖလားတွေစူးတစိတ်တွေထက်တင်းတင်းတင်းရဲ့ delay ထုံးစံတွေကိုတိဆောက်ချင်တဲ့သူ86တုံးက Ferguson လိုပဲပတ်ကြားအပ်နေတဲ့အတင်းပြိတ္တနှစ်ချမ်းခွဲအတင်းကပင်လယ်ထဲမှာတဝဲလယ်လယ်တွေဖြစ်နေတာကိုစက်ခံရတဲ့သူတင်းညိုတွေကအုပ်ဆိုင်နေပြီရလက်တွေကမတည်ငြိမ်ဘူးမိကုန်းတွေကလည်းမျိုးစုံထုတ်နေတယ်ဝေပန်ရေးတွေကလည်းလက်တာဝိုင်းဝိုင်း ဲ့ဒီအခြေအနေတွေက Ferguson ရဲ့အစောပိုင်းနှစ်ကာလတွေကိုအယောင်ပြန်ဟတ်နေတယ်လို့ပဲဒါပေမဲ့တမန်တွေကတော့မတူညီတဲ့သင်ခန်းစာတကူတီးတိုးနေတယ်လို့ပဲမာကျောတဲ့ဓာကောင်တစ်ချောင်းကတော့တပဲပုံမှာတော့အချိန်တော့ပေးရလိမ့်မယ်စာမတ်ဘက်စပီမြို့နစ်အပီးအသင်းကိုပြန်လဲတိဆောက်ဖို့အတွက်အချိန်ယူခဲ့ရတယ်စာ Alex Ferguson လည်းနှစ်ပေါင်းများစွာပြိုလဲနေတဲ့အသင်းကိုပြန်လဲတိဆောက်ဖို့အတွက်အချိန်ယူခဲ့ရတယ်အခု Amorin United ကိုပြန်ဖုံပေါ်နေတဲ့နေရာမှာလည်းအချိန်လိုလိမ့်မယ် ဖာဟူဆန်လိုပဲနေစနစ်တွေမှာကဘူးအသိရဲ့ဒလိလူငယ်ရဲ့တိုးတက်မှုအသိပုံစံတွေပါပြန်လည်တည်ဆောက်နေတဲ့အချိန်ဖလားတီတီလေးတွေနဲ့ပတ်ကြားအပ်နေတဲ့အသိရဲ့ဒဏ်ရာတွေကိုပလတ်စတာကတ်နေတာထက်တော့အများကြီးအချိန်ပိုလိမ့်မယ်1990တုန်းကလိုပဲမေကွန်းကသူ့အမားလုံးမှလာဆိုတာတဲ့ United ကကြီးတဲ့ချိန်သူ့ကိုထူထောင်အချိန်ပေးမှလာဆိုတာပဲဘာလို့လဲဆိုတော့ဒီသမိုင်းကရတဲ့သင်ကန်းစာကအတူအပအာယုံဥတွေကလည်းယာကြီးဟန်ဆောင်သူတွေကလည်းခဏ ဒါပေမဲ့လူမှန်ရင်မုံတိုင်းတွေကြားတဲ့ကယုံကြည်မှုပေးရင်အမ်ပါရာတီဆောက်ပေးနိုင်တယ်ဆိုတာပဲအစား NS က1986ခုနှစ်ရဲ့သူဖြစ်ခဲ့ရူဘင်အမိုရင်ကရော2025ရဲ့သူဖြစ်မလား Munich ပြရီကနေပတ်စပီပြန်တီ At last Matt Busby the maestro of Manchester United had groomed a team great enough to beat Europe's best ခုနစ80ကကမောက်မှာဗယံပဓာတွေကနေဖာဂီပြန်တီ

လာချင်းခဲ့တယ်စိတ်ရှုပ်ရတယ်ဒါပေမဲ့ Manchester United ကတော့ဘောလုံးအသင်းတသင်းဆိုတာထက်ကိုပိုတာတယ်အဲ့ဒါကခြေကွဲစရာဖြစ်ပျက်တွေခန္ဓာရင်ရှိမှုတွေပြန်လည်မွေးဖွားခြင်းတွေရဲ့ဇလံတပုတ်တမိုင်းကတကယ်ပဲတန်တရာလဲခဲ့မယ်ဆိုရင်ကျွန်တော်တို့အခုအောင်မြင်မဲ့နောက်ခေတ်တစ်ခေတ်ရဲ့အဆုံးကိုရောက်နေပြီဆိုတာပဲ Manchester United take 3 points away from this game against Chelsea game that had a little bit of everything. Two red cards, three goals. Manchester United rushing to a 2 nil lead and a nervy closing stage. But Manchester United have shown real character in holding on in the face of real pressure from Chelsea.